မင်္ဂလာပါ Football Preview Channel ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေ။ဒီနေ့ကတနင်္ဂနွေနေ့ပေါ့နော်။ဒီနေ့ညမှာဆိုလို့ရှိရင်ကစားမဲ့ထိတ်တဲနေ့ပွဲစဉ်တွေရှိသေးတယ်ပေါ့နော်။အဲ့တော့ဒီနေ့ကစားမဲ့ဒါထိတ်တဲနေ့ပွဲစဉ်တွေတည်းရနေပြီးတော့မှကျွန်တော်ဒီ Premier League ပွဲစဉ်၅ပွဲကိုကြိုပြီးတော့သုံးသပ်ပေးခြင်းနေပေါ့နော်။အဲ့တော့ဒီနေ့ပွဲစဉ်ကိုကြိုပြီးတော့မသုံးသပ်ပေးခြင်းမှာဆိုလို့ရှိရင်တခြားသော League ပြိုင်ပွဲတွေရဲ့တစ်တွေကိုဒါကျွန်တော် Telegram Channel မှာတင်ပြထားတာဖြစ်တဲ့အတွက်ကြောင့်ဒါ Telegram Channel ကို join ခြင်းနေဆိုလို့ရှိရင် TPD အောက်က comment မှာ Telegram Channel link ကိုချပေးကြပါပေါ့နော်။ဝင်ပြီးတော့ join လို့ရ ပါတယ်အဲ့တော့ဒါဒီနေ့ညမှာဒီအစိုးဆုံးကစားမဲ့ဒီအနာဂတ်ဝယ်မှာကစားမဲ့ Everton နဲ့ Southampton တို့ရဲ့ပွဲစဉ်ကိုဒီနေ့မှာအကျိုးပြုတော့တော်တော်ပြပါမလားအဲ့ပွဲစဉ်ကြီးကိုကျွန်တော်ပြကြည့် Everton က တကူသွင်းပြန်ကားတဲ့ရှုံမယ်ပြီးတော့ကိုပေါင်းနေနေဆိုလို့ရှင်သုံးကိုသွင်းပြ60ရောက်မယ်ပေါ့နော်အဲ့တော့နှစ်သိန်းလုံးကဒီရဒီမှာသူတို့အတွက်မျောလင်းစရာဘာမှမရှိတော့ဘူးဒါပေမဲ့လို့ဒီပွဲကဒါ Everton ရဲ့အင်ကွင်းနောက်ဆုံးပွဲဖြစ်တာကြောင့်ဒါအင်ကွင်းပြိတ္တတွေကိုပျော်ရွှင်မှုပေးနိုင်မှုဆိုလို့ရှင် Everton အနေနဲ့အစွမ်းကုန်ကြိုးစားလာနိုင်တယ်ပေါ့နော်ဒါပေမဲ့လို့ Everton ရဲ့အင်ကွင်းနောက်ဆုံး10ပွဲမှာဆိုလို့ရှင် clean sheet ရခဲ့တာတပွဲပဲရှိခဲ့တယ်ပြီးတော့ Everton ရဲ့နောက်ဆုံး10ပွဲမှာဆိုလို့ရှင်လည်းအပြန်အလှန်သွေးကူတွေရှိခဲ့တာ6ပွဲတိရှိတယ်ပေါ့နော်ပြီးတော့အင်ကွင်းနောက်ဆုံး6 ွဲမှာဆိုလို့ရှိရင် Everton က clean sheet တဝဲမှာမရခဲ့ဘူးဆိုပေမဲ့လို့လေသူတို့ရဲ့ tactic က ကိုရဖို့ပြက်ခွက်ခဲ့တာလည်းတဝဲပဲရှိခဲ့တယ်ပေါ့နော်ပြီးတော့ဒီ Everton နဲ့ဒီတစ်ခွက်ကဆောက်ရတယ်ပေါ့နော်ဒီနေ့တင်းရဲ့ထိထိတွေ့ဆုံခဲ့တဲ့နောက်ဆုံး၄ချိန်ကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်း၃ချိန်ကအပြန်လည်အတွင်းကိုရှိခဲ့တယ်ပေါ့နော်ပြီးတော့ Southampton ရဲ့ဒါ Premier League နောက်ဆုံး၁၆ပွဲမှာဆိုလို့ရှိရင်လည်းဒီသူတို့ clean sheet ရခဲ့တာတဝဲပဲရှိခဲ့တယ်ဂျန်နေပွဲစဉ်တွေအကုန်လုံးမှာ Southampton ရဲ့ခံစီကပေးဂိုးတွေခွင့်ပြုပေးထားတယ်ပေါ့နော်ပြီးတော့ဒီ Southampton ရဲ့အဝေးကွင်းနောက်ဆုံး၄ပွဲမှာဆိုလို့ရှိရင်လည်း၃ပွဲကဒါအပြန်လည်အတွင်းကိုရှိခဲ့တယ်ပြီးတော့ဒီရာဒီမ ာဆိုလို့ရှိရင်ဆော်ဒရန်ကခန်းစစ်ကဒါဘီကို82ကိုရှိခဲ့တယ်ဆိုပေမဲ့လို့ဝေးကွင်းနောက်ဆုံး၄ဝဲမှာဆိုလို့ရှိရင်ဒါသူရဲ့၃ဘွဲ့ထိသူရဲ့တိုက်စစ်က၉ရောင်တွေးထားဟောအဲ့တော့ဒီဘွဲ့မှာဒီခန်းစစ်ပိုင်းရအားနဲ့နေလို့ထင်ရပါမယ်တိုက်စစ်ကလည်းနှစ်သိန်းကကောင်းတယ်ဘောနော်အဲ့တော့ဒီဘွဲ့မှာပြန်လည်သွင်းဖို့ရှိလိမ့်မယ်လို့ကျွန်တော်ထင်တယ်၃ကိုသွင်း60ရမယ်၉ပေါင်းကြီးတစ်ခုမှာဒါပရမောင်းသွင်းမှာ၉ပေါ်ရွေးချယ်ပြီးခြင်းတော့ အဲ့တော့ဒါဒီနောက်ထပ်ပိုးစင်တော့ပွဲကဒီနေ့ည9:45မှာကစားမယ်ဝက်ဆန်နဲ့ Nottingham Forest ပေါ့နော်အဲ့ပိုးစင်ရဲ့အခြေအယူကျွန်တော်ပြန်ကြည့် Nottingham Forest ကတည်ရေးချိုင်ပြန်နေဆဲရှုံမယ်ပြီးတော့ ကိုပေါင်းနေနေဆိုလို့ရှိရင်နှစ်ကိုသွင်းဖြာကိုသွင်းရှုံမယ်ဟုတ်လားအဲ့တော့ဝက်ဆန်ကနောက်ဆုံးကစားရေးပွဲစဉ်မှာဆိုလို့ရှိရင်သူမန်ချက်စတာယူနိုက်တက်ကိုနှစ်ကိုပြည့်နေနိုင်တယ်ပေါ့နော်ပြီးတော့အဲ့နိုင်ဝဲကြောင့်ပဲသူတို့ရဲ့ဒါရှစ်ပွဲဆက်နိုင်ဝဲပြောင်းနေမှုသူတို့ရက်တက်နိုင်ခဲ့တယ်ဟုတ်လားလီလီဒီဘက်ကဒီ Northern Forest ကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်သူတို့အသင်းကဒါ Premier League ရဲ့အဆင့်30အောက်အသင်းအနေနဲ့တွေ့ခဲ့တဲ့အဝေးဝင်နောက်ဆုံး၃ဝင်းမှာဆိုလို့ရှိရင်သူရမှတ်9မှတ်တိစုဆောင်ထားနိုင်ခဲ့တယ်ပေါ့နော်အဲ့တော့လက်ရှိမှာသူတို့ရဲ့ရလက်ဆိုးလေးကနေရုံထွက်ပြီးတော့ Champions League ဝင်ဝင်တနည်းအား အတွက်ဆိုလို့ရှိရင်ဒီနေ့ပွဲစဉ်ကိုတို့အနိုင်ကစားဖို့ကြိုးပြီးပြင်လာနိုင်တယ်ဗောနော်ပြီးတော့ဒီတစ်ခါကဝက်ဆန်ကိုကျွန်တော်ပြန်ကြည့်နောက်ဆုံးကိုယ်ပွဲမှာတို့တပွဲပဲနိုင်တယ်အဲ့တော့ဒီ forex ကဒီနေ့ပွဲစဉ်ကိုအနိုင်ကစားထားမှသာလျှင် ်ဒါတို့ရဲ့ဥယျာဉ်ပေါင်းဝင်ခွင့်အဲချန်ပီယံလိဝင်ခွင့်မျှော်လင့်ချက်ဆက်ရှိနေမှာဖြစ်တယ်ဗောနော် ပြီးတော့ဒီ Northern Forest ကဝက်ဆန်နဲ့တွေ့ခဲ့တဲ့နောက်ဆုံးနှစ်ကြိမ်ပါဆိုလို့ချင်းတို့နှစ်ကြိမ်လုံးအနိုင်ကစားထားနိုင်ခဲ့တယ်ဗောနော်အဲ့တော့ဒါတည်ကြမှာပြန်နေစေရှုံမဲ့ body ရေးတစ်ခုမှာဒီ Northern Forest ဘက်မှာနေရတာတန်နေမယ်လို့ကျွန်တော်ထင်တယ်ဗောနော်အဲ့တော့ဒီဘက်မှာကျွန်တော်ဒီ Northern Forest အတင်ကိုရွေးချယ်ပြီးခြင်းနေဗော အဲ့တော့ဒီနိညာရဲ့နောက်ထပ်ပိုးစင်တစ်ပွဲကဒီနိညာ၈နိုင်ခွဲမှာကစားမဲ့ဒီ brand phone နဲ့ဖူပါဘောနော်အဲ့ပွဲစဉ်ရဲ့ဂျီကိုကျွန်တော်ပြန်ကြည့် brand phone ကတည်ရေးချိုင်ပြကူတွေရှုံမယ်ပြီးတော့ကိုပေါင်းနေနေဆိုလို့ရှင်သုံးကိုတွေပြသုံးခဲ့ရမှာဘောနော်အဲ့တော့ဒီ brand phone ကသူတို့ကစားခဲ့တဲ့ premier league မှာဆိုလို့ရှင်နောက်ဆုံး၄ပွဲစတိုင်းနိုင်နေဒီတစ်ပတ်ကဖူဝင်ကိုကျွန်တော်ပြန်ကြည့်နော်နောက်ဆုံး၅ပွဲမှာသူတို့၄ပွဲတိတိရှုံတယ်ဘောနော်ပြီးတော့ brand phone အသင်းကသူတို့ကစားခဲ့တဲ့နောက်ဆုံး၅ပွဲမှာဆိုလို့ရှင်၁၃ပွဲအထိသူတို့အသင်းကရမှတ်စုဆောင်ထားနိုင်ရတယ်ဘောနော်ပြီးတော့ ော့ဒီ brand book ကောဖူအန်ကောပေါ့နော်ဒီနေ့တင်းလောင်းကအခုနှစ်မှာဒါဥရောပဝင်ဝင်တနေရာစားပြီးတော့ဒရုံမျောလင်းလို့ရသေးတယ်ပေါ့နော်လက်ရှိ premier league မှာဆိုလို့ရှင်အဆင့်၈နေရာဒီဥရောပဝင်ဝင်မျောလင်းချက်ရှိနေတာဖြစ်တယ်ပေါ့နော်ဒီတကယ်လို့ဒါ conference league မှာဒါချက်စီးတင်းပိုဆွဲခဲ့မှာဆိုလို့ရှင်ဒါ premier league မှာကအဆင့်၈နေရာအထိဥရောပဝင်ဝင်မျောလင်းချက်ရှိမှာဖြစ်တာကြောင့် brand book ကောဖူအန်ကောပါဒါဥရောပဝင်ဝင်တနေရာတို့မျောလင်းနိုင်တာဖြစ်တယ်ပေါ့နော်အဲ့တော့ဒါလက်ရှိမှာတော့ဒါအဆင့်၈နေရာအတွက်ဆိုလို့ရှင် brand book အတင်းက ပို့ပြီးအလေးသားရယ်ဘောနောနောက်ဆုံး6ဘွဲစရိုက်သူတို့မရှုံးသားသလို4ဘွဲစရိုက်လည်းနိုင်ထားအကြောင်းဒါတစ်ဖက်ကနောက်ဆုံး9ဘွဲမှာ4ဘွဲတိတိရှုံးထားရယ်ဖူဝန်ကိုသူတို့ရဲ့အိမ်ကွင်းမှာအနိုင်ယူစားနိုင်နေမယ်လို့ကျွန်တော်ထင်တယ်ဘောနောအဲ့ဒီဘွဲမှာတော့ကျွန်တော်ဒီ brand ကိုအသင်ရွေးချယ်ပေးခြင်းနေပါဘော ဲ့တော့ဒါဒီနောက်ထပ်ပိုးစဉ်တစ်ပွဲကတင်းည၈နိုင်ခွဲမှာပဲကစားမဲ့ Leicester City နဲ့အိတ်ဆွေတော်ပေါ့နော်အဲ့ပွဲစဉ်ရဲ့အခြေအူကျွန်တော်ပြန်ရင် Leicester City ကတရေကြိုင်ပြန်ကားတဲ့ရှုံမဲ့ပြီးတော့၉ပေါင်းနေနေဆိုလို့ရှိရင်၃ဂိုးသွင်းပြ60ရမှာပေါ့နော်အဲ့တော့ဒီနှစ်သိန်းလုံးကလက်ရှိ Premier League မှာဆိုလို့ရှိရင်တန်းစင်းသွားပြီဖြစ်တယ်ပေါ့နော်ဒီတစ်ပတ်ကအိတ်ဆွေတော်ကိုကျွန်တော်ပြန်ကြည့်သူတို့ရဲ့ဝေးကွင်း ဒီ Premier League ဝေဝင်နောက်ဆုံး6ဝဲမှာ6ဝဲမှာဆိုလို့ရှင်9ဝဲကဒီအပြန်လွန်သွင်းကိုရှိထားခဲ့တယ်ဗောနောပြီးတော့သူတို့ရဲ့ဝေဝင်နောက်ဆုံး4ဝဲမှာဆိုလို့ရှင်လဲ3ဝဲကသူတို့ရဲ့တိုက်စစ်ကအတွင်းကို2ဂိုးအထိရအောင်သွင်းခဲ့တယ်ဗောနောပြီးတော့နောက်ဆုံးဝေဝင်4ဝဲမှာဆိုလို့ရှင်လဲအပြန်လွန်သွင်းကိုရှိခဲ့တာ3ဝဲတီးတီးရှိတယ်ဗောနောပြီးတော့ Eastwood Town ကအဝေးကွင်းနောက်ဆုံး6ဝဲမှာဆိုလို့ရှင်သူတို့ရဲ့တိုက်စစ်က9ရခဲ့တာ9ဝဲတီးတီးရှိတယ်ဗောနောပြီးတော့ဒီ လက်ဆာကိုအစ်ဆွေတောင်းအောင်ပေါ့နော်ဒီနှစ်သိန်းလုံးကဒီရာဒီပရီးမီယာလိမှာဆိုလို့ရှိရင်နှစ်သိန်းပေါင်းပေးကုန်စုစုပေါင်း155ကိုဒီခွင့်ပြုပေးထားရပေါ့အဲ့တော့ဒီဘက်မှာကျွန်တော်ဒီအပြန်လွန်သိန်းကိုရှိလိမ့်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဒီတုံးဖို့အတွက်60ရမ်းမဲ့ကိုပေါင်းကြီးတစ်ခုမှာဆိုလို့ရှိရင်ဒီနှစ်သိန်းလုံးကလက်ရှိမှာတန်းစင်းသွားပြီဖြစ်တာကြောင့်ဖီးယားကင်းကင်းနဲ့ဒီပွဲစဉ်ကိုကစားလာလိမ့်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့ဒီဘက်မှာအပြန်လွန်သိန်းကိုရှိဖို့မျှော်လင့်နေဒီ2122လောက်မျှော်လင့်တာကြောင့်ဒီဘက်မှာကျွန်တော်ဒီ5ပေါ့ရွေးချယ်ပြင်နေတယ်ပေါ့ ော့ဒီနေ့ညရဲ့ဒါနောက်ဆုံးပွဲစဉ်ကဒီနေ့ည10:00နာရီမှာကစားမယ့်အာဆင်နယ်နဲ့ဒီနယူကာဆယ်တို့ရဲ့ပွဲစဉ်ပေါ့နော်။ဒီပွဲစဉ်ရဲ့အကြီးကိုကျွန်တော်ပြန်ကြည့်အာဆင်နယ်ကသေချမ်းပြောက်ကိုလည်းရှုံမယ်ပြီးတော့ဂိုးအောင်နေနဲ့ဆိုလို့ရှိရင်၃ဂိုးတွင်ပြောက်80ရောက်မယ်ပေါ့နော်။အဲ့တော့ဒီရာသီမှာအာဆင်နယ်ကလီယူကာဆယ်နဲ့သူတို့၃ဂိမ်းနဲ့တွေ့ခဲ့တယ်။ဒါမှမဟုတ်၃ဂိမ်းလုံးရှုံးထားကြောင်းဒီနေ့မှာဒါကုန်လေးခါပိုင်းရဆိုလို့ရှိရင်ထပ်အရှုံးခံလို့မဖြစ်ဘူးပေါ့နော်။ပြီးတော့ဒီနေ့သင်းလုံးရဲ့ထိတဲ့တိဆောင်ခဲ့တဲ့နောက်ဆုံး၅ဂိမ်းကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းတပွဲပြင်းမြအတွင်းကိုစုစုပေါင်း၂ဂိုး ဝင်ကျင်ပဲရှိတယ်ပေါ့နော်ပြီးတော့အစင်နေကဒါပြန်ပွဲရရဲ့နောက်ဆုံး၅ပွဲမှာဆိုလို့ရှိရင်လည်းနိုင်ပွဲလုံးဝမရသေးပေမဲ့ဒီတစ်ဖက်ကနယူကာဆယ်ကတော့ဒါနောက်ဆုံး၉ပွဲမှာဆိုလို့ရှိရင်သူတို့တဝဲပဲရှုံးတယ်ပေါ့နော်ပြီးတော့အစင်နေနဲ့နယူကာဆယ်တို့ရဲ့ဟတ်တူရဲ့ reset တွေကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်း twin goal တွေနေခဲ့ပြီးတော့ကိုယ်ောက်ခဲ့တဲ့ပွဲစဉ်အားလည်းတော်တော်လေးကိုများခဲ့တာကိုတွေ့ရပါဘောနော်ပြီးတော့ဒီနောက်ဆုံးတွေ့ဆုံခဲ့တဲ့၃ဂျင်မှာအစင်နေက၃ဂျင်လုံးရှုံးခဲ့တယ်ဆိုတော့အချက်ကြောင့်ဒီပွဲမှာသူတို့ ကုန်တက်ကပိုင်းရတော့အနည်းဆုံးတေးလောက်တော့နေဥကစီကစားဖို့လိုတယ်ပေါ့နော်အဲ့တော့ဒီဘွဲမှာဒီနှသိန်းရဲ့ဟတ်တူရဲ့ reset တွေအရတွင်းကိုရင်နေခဲ့တာကြောင့်ဒါသုံးဖို့တွင်းပြောင်း90ရမယ်ကိုပေါင်းကြီးတစ်ခုမှာကျွန်တော်ဒီကိုဟောက်ကိုကြိုက်တယ်ပေါ့နော်ပြီးတော့ဒုတိယတစ်ခုအနေနဲ့ဆိုလို့ရှိရင်ကျွန်တော်အာဆင်နယ်ကိုကြိုက်တယ်ပေါ့နော်အာဆင်နယ်ဒီဘွဲမှာအင်းကွင်းမှာနေဥကစီကိုအနေနဲ့ကစားနိုင်နေမလို့ကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့ဒီအာဆင်နယ်နဲ့ကိုဟောက်ကိုဒီနေ့ဘွဲစဉ်မှာဒါရွေးချယ်ပြီးရှင်းတယ်ပေါ့